ကောင်းခင်တွင်ပတ်လမ်းများဖြင့်ပြည်နေသောကုရ်အန်ကပြောသည့်အတိုင်းနာစာကတွေ့ရှိကုရ်အန်အဓိပ္ပာယ်နှင့်ဒါဝတ်ပေနီတင်နန်းသင်္ကန်းစာ14အလ်ဟမ်ဒူလ illah အရှင်မြတ်ကမိန်တော်မူတယ်ဝတ်ဆမာအ ذا တိလ်ဟူဘုကနာစီမြတ်ဒီလှပသည့်ပတ်လန်းလမ်းကြောင်းများရှိနေသောမိုးကောင်းခင်ကိုတတ်တည်ထူတော်မူသည် ကုရ်အာန်ဆူရာ51အာယတ်ခေါ်ဝတ်ဆမိုင်းငါရှင်မြတ်ဒီမူကောင်းငင်ကိုတတ်သိထူတော်မူသည်ဇာတိရှိနေသောအလ်ဟုဘုကေလာပါတိပတ်လန်းလမ်းကြောင်းများနှစ်ပေါင်း1400မတန်ခင်က အရှင်မြတ်ကကုရ်အာန်ထဲမှာအခုလိုမိန့်ထားတာကို အခုခေတ်မှာအာဂါတလ ీల ရေးစခန်းဖြစ်တဲ့နာဆာကရှာဖေတွေးရှိခဲ့ပြီး ဓာတ်ပုံနဲ့တကားတင်ပြထားပါတယ်။နေကိုပတ်နေတဲ့ဂျိုးအကြီးအငယ်စုစုပေါင်း2200ကျော်ရဲ့ပတ်လန်းတွေကိုဓာတ်ပုံမှာမြင်နိုင်ပါတယ်။ဒီလိုတွေဘာဖြစ်လို့တွေ့ရတာလဲဆိုရင်အရှင်မြတ်ကကုရ်အန်ထဲမှာအခုလိုဂရိပေးထားလို့ပါ။ سنريهم آياتنا في الآفاق وفي أنفسهم حتى يتبين لهم أنه الحق أولم يكف بربك أنه على كل شيء شهيد ما سمعتي ူတို့အားမောဟုတ်ဆက်ဝိုင်းများတွင်သာမက သူတို့၏ခန္ဓာကိုယ်များတဲ့တွင်လည်းငါရှင်များ၏တသက်လက္ခဏာများကို မကြာမီပြသတော်မူမည်ဖြစ်သည် နောက်ဆုံးတွင် သူတို့အတွက်အမှန်စင်စစ်ကုရ်အန်ကျမ်းတော်များသည်ပန်ကန်ချောင်းတည်သာထင်ရှားလာလိမ့်မည်ထို့ပြင်အသက်အာဖန်စင်းမွေးမှုတော်မူသောအရှင်မြတ်သည်အရာအလုံးအပေါ်တွင် မျက်မှောက်အတိတ်သက်သည်ဖြစ်နေတော်မူခြင်းသည် မလုံလောက်သလော ကုရ်အာန်ဆူရာ41အာယတ်53ဘလောက်အောစရာကောင်းလိုက်တယ်လဲဆိုရင်ဒီအာယတ်စာကြောင်းရဲ့ဖွဲ့စည်းပုံကလည်းတကိုးတော်ဖြစ်နေပြန်နဲ့ဘယ်လိုဖြစ်လဲဆိုရင်ဒီလောက်တူတောင်းတဲ့စာတစ်ကြောင်းထဲမှာဏိဒန်းရဲ့စာကိုရဲ့ဏိကုံးရဲ့ဆိုပြီးသုံးပိုင်းစလုံးပါရှိနေတယ်တကိုးတွေကိုပြသတော်မူမယ်ဆိုတာကဏိဒန်း ကုရ်အာန်မကန်ရောက်သီးတာထင်ရှားလာမယ်ဆိုတာကစာကိုဒီလိုတကိုးတွေကိုဘာဖြစ်လို့ပြသနိုင်တာလဲဆိုရင်ဏိကုံးမှာပြောပြလိုက်တယ် အရှင်မြတ်ကအရာရာအလုံးကိုဖန်ဆင်းလိုက်ုံပဲမကပဲဖန်ဆင်းခံတွေဟာ အရှင်ရှင်းမောက်မှာပဲရှိနေပြီးဘာတွေဖြစ်ပြက်နေသလဲဆိုတာအမြဲတည်မြင်နေတဲ့မျက်မှောက်အတိတ်တွေဖြစ်နေတဲ့အရှင်မို့လို့အသေးစိတ်ပြန်ပြောပြဖို့လုံလောက်တာဖြစ်တယ်ဒီလိုပုံစံမျိုးဘယ်လူသားကရေးပြနိုင်မှာလဲ ဘယ်သူမှမရင်နိုင်လို့အာယက်လို့ခေါ်ထားတာဖြစ်တယ်ဒီထဲမှာမောအခြေစာတကူတော်တွေဟာ တခုမကများစွာထပ်ပြီးပါရှိနေပါတယ်တစာတကြောင်းထဲမှာဏိဒံစာကိုဏိကိုအဆုံးပါရှိလို့ဝါကြဖွဲ့စည်းပုံဆိုင်ရာတကူတော်လို့ခေါ်ပါတယ်နှစ် အာယထဲမှာပါရှိတဲ့အကြောင်းအရာကလည်းဘယ်သူမှမသိသေးတဲ့ခေတ်မှာပြောပြထားလို့အကြောင်းအရာဆိုင်ရာ တကူတော်လို့ခေါ်ပါတယ်။သုံးတကူပြတော်မူမယ်လို့ဂရိပြုထားတဲ့အတိုင်းမြင်တွေ့ရတဲ့အတွေ့ဂရိတီချင်းဆိုင်ရာတကူတော်လို့ခေါ်ပါတယ်။လေးကုရ်အာန်မှာကံကြောင့်ထင်ရှားလာမယ်လို့ကြိုတင်ဟောခြင်းထုတ်ထားတဲ့အတိုင်း ထင်ရှားလာလို့ကြိုတင် ဟောကိန်းဆိုင်ရာ တကိုးတော်လို့ခေါ်ပါတယ်။ကုရ်အန်ရဲ့ဒီလိုတကိုးတော်တွေကိုခေတ်တိုင်းမှာ မြင်နေရတဲ့အတွက်အစ္စလာမ်တဲကိုဝင်လာတဲ့သူတွေဟာ အလွန်များနေလို့အစ္စလာမ်ဟာအတိုးတက်မြန်ဆုံးသာသနာဖြစ်လျက်2080ခုနှစ်ကြာရင်အစ္စလာမ်သာသနာဟာကမ္ဘာပေါ်မှာအကြီးဆုံးသာသနာ ဖြစ်သွားမယ်လို့အမေရိကန်သုတေသနဌာနကြီးတစ်ခုက ပတ်ချက်ပြလိုက်ပါပြီအရှင်မြတ်သခင်ကျွန်တော်တို့အားလုံးကိုကုရ်အန်စာသားကိုဖတ်နိုင်ုံမကပဲကုရ်အန်အဓိပ္ပာယ်နားလည်ပြီးတကူတော်တွေကိုမြင်တွေ့ကာအီမန်တိုးတက်နိုင်တဲ့အင်အားပေးသနာတော်မူပါစေအာမင်ဆရာဟာရှင်တင်မြင့်